ဆောင်းဦးပေါက်ကာလာကိုရောက်လာတာမလို့ဆောင်းရဲ့ငွေတက်လေးတွေဖြစ်တဲ့မြောက်လီလေးတွေကတိုက်ခတ်နေပြီးတော့အေးအေးတက်လေးတွေကလည်းဝင်ရောက်လို့လာပါပြီ။ပဲခူးယိုးမတောင်ကျင်နီးမှရှိတဲ့ကြောက်စရစ်ရွာလေးတွင်မှနေထိုင်သူနေခန့်တယောက်ဟာတော့ဆောင်းမနက်ခင်ရဲ့အေးအေးတက်လေးကိုရင်နွေးကြမ်းလေးတောက်လိုက်ဆက်သားကြောက်ဖို့လေးကိုမြည်လိုက်ကျယ်နီစေးဘောလေးလေးတောက်လိုက်နဲ့အိမ်ရှိတမာပင်အောင်ကုတ်ပြစ်ပေါ်မှာနေပူစာလုံရင်းနဲ့ဇိန်ကြနေပါတယ်။ ကျောက်စရစ်ရွာလေးမှာတော့အင်ဂျီ60ခန်းလောက်ရှိပြီးတော့ကျောက်စရစ်ရွာလေးကရွာသူရွာသားတွေဟာတောင်ရလောက်ကင်သူတွေနဲ့ရွာနောက်ဘက်မှာရှိတဲ့ဘကိုးရိုးမတော်ကြီးကိုအမိပြုပြီးတော့မုတ်ဆိုးလုံးနဲ့အသက်မွေးဝမ်းကြောင်းပြုနေသူတွေလည်းရှိနေကြပါတယ်။အရင်မုတ်ဆိုးတွေထဲမှာနေခန့်တယောက်လည်းအပါဝင်ဖြစ်ပါတယ်။နေခန့်တို့မိသားစုမှာအဖေဦးဖိုးထွန်းအမေဒေါ်ဆန်းလေးအကိုဖြစ်သူဖိုးအန်နဲ့နေခန့်ရဲ့၄ယောက်ဖြစ်ပြီးတော့နေခန့်အငယ်ဆုံးဖြစ်ပါတယ်။နေခန့်မှာမုတ်ဆိုးလို့ဆိုပေမဲ့လည်းတခြားမုတ်ဆိုးတွေလိုမျိုးဝမ်းစာအတွက်အမြဲတမ်းပကိုးရိုးမတော်ကြီးတွေဝင်ပြီးတော့ တရိတ်ဆန်တွေကိုပြစ်ခတ်ဖမ်းဆီးနေသူတယောက်တော့မဟုတ်ပါဘူးမိဘတွေပိုင်ဆိုင်တဲ့ရွာနောက်ဘက်မှာရှိတဲ့လေဧက18ဧကကိုအကိုဖြစ်သူဖိုးဟန်နဲ့တူလောက်ကင်နေပြီးတော့လေတွေပြီးတဲ့ချိန်အလုံးမရှိအားနေချိန်မှသာသူ့ဝတနာရအပျော်ရမ်းမှုဆိုဘွားနဲ့အနောက်ရိုးမတော်ကြီးတဲ့ကိုဝင်ပြီးတော့တားကောင်ကြီးငယ်လေးတွေကိုအိမ်အတွက်ဟင်းစားသဘောမျိုးလောက်သာပြစ်ခတ်ဖမ်းဆီးနေသူတယောက်ပင်ဖြစ်ပါတယ်ဟေးနေခန့်နေခန့် ခြံဝါကနေသူ့ကိုခေါ်နေတဲ့အတန်ကြားလိုက်တာကြောင့်ထိုင်နေရင်းကနေတေချာလက်ကြည့်လိုက်တဲ့အခါမှာတော့လင်းအောင်ဖြစ်နေပါတယ်ဟဲ့အောင်လင်းအောင်ငါဒီမှာရှိတယ်ကွာဝင်လာခဲ့လေကျွန်တော်အတန်လမ်းပေးလိုက်တော့မှလင်းအောင်ကကျွန်တော်တမာပင်ရောက်ကွပစ်ပေါ်မှာထိုင်နေတာကိုတွေ့သွားတာကြောင့်ခြံထဲကိုဝင်လာပြီးတော့ကွပစ်ပေါ်မှာဝင်ထိုင်လိုက်ပါတယ်ကဲလင်းအောင်ရင်းနှွေးချမ်းတောက်ရင်နဲ့ဆက်သားကြဖို့လေးစောင်းအောင်ကွာခုလိုစောင်းနေမနဲ့စောစောအေးနေတဲ့အချိန်ဆိုရင်ရင်းနှွေးချမ်းပူပူလေးတောက်ရင်နဲ့ဆက်သားကြဖို့လေးစားလိုက်လို့ကတော့အရန်ကောင်းတာပဲကွာ ေးပါကွာမင်းကတော့ AC ဒီမှာထိုင်နေနဲ့ရေနွေးချမ်းလေးတောက်လိုက်ဆက်သားကြဖို့လေးမြည်လိုက်ကျယ်နီစေးဘောလေးလေးတောက်လိုက်နဲ့ဇိမ်ကြနေနိုင်တာပေါ့ကွာဟိအောင်လင်းအောင်ရငါ AC ဒီမှာထိုင်နေရဆိုတော့မင်းက AC မနေနိုင်ဘူးလို့ဆိုလို့ကျင်တာလားဟုတ်တယ်နေခန့်အေးရွာထဲမှာဘာကြီးထူးထူးဆန်းဆန်းဖြစ်နေလဲမင်းမသိဘူးလားဘာရီမြထူးထူးဆန်းဆန်းရွာထဲမှာဖြစ်နေလို့လဲကွာ။ဘာဖြစ်နေလဲဆိုတော့ရွာတောင်ပိုင်းကမုတ်ဆိုးအောင်ကြီးရိုးမတော်တဲ့အမဲပစ်သွားတာ၃ရက်ရှိနေပြီကွာပြန်ရောက်မလာလို့။သူမိဘတွေကစိတ်ပူပြီးတော့ရွာလူကြီးဥွှေမောင်းကိုလာပြောပြီးတော့အကူအညီတောင်းတော့ ဦးရွှေမောင်ငါနဲ့ကျင်တဲ့စိန်တို့ရောတော်တဲ့ဝင်ပြီးလိုက်ရှာခိုင်းလို့ကွာငါတို့သုံးယောက်လိုက်ရှာတော့အောင်ကြီးကိုတွေ့ခဲ့တယ်ကွာဟာငါအကောင်ပြောနေမှလို့နားထောင်နေအောင်ကြီးကိုလိုက်ရှာတာတွေ့ခဲ့တာပဲထူးဆန်းလာကွာလင်းအောင်ရစကားလဲဆုံးအောင်နားထောင်မအောင်ကွာမင်းရလဲငါတို့အောင်ကြီးကိုတွေ့ခဲ့တာအသက်ရှင်လည်းမဟုတ်ဘူးကွာအသက်မရှိတော့တဲ့အယိုးပုံကြီးကိုတွေ့ခဲ့တာအစတော့ငါတို့သုံးယောက်လည်းအောင်ကြီးမှမသိဘူးကွာအဲ့ဒီရိုးပုံရဲ့ဘေးနားလေးမှာအောင်ကြီးကင်နေကြဒူးလေးရဲ့မြားဘူးလေးရဲ့တွေ့တော့မှအောင်ကြီးမှသိကြတာနေခန့်ဟာ ဟုတ်လားလင်းအောင်ရ အောင်ကြီးကအယိုးတွေပဲရှိတော့ဆိုတော့တောကောင်တကောင်ကောင်များကြိုက်သက်စားလိုက်တာဖြစ်မှာပေါ့လင်းအောင်ရအဲ့ဒါတော့ငါတို့လည်းမသိဘူးနေခန့်ရဒါပေမဲ့အောင်ကြီးရဲ့အယိုးပုံပေးရတစ်ပင်ကြီးကတော့တော်တော်လေးကိုထူးဆန်းနေရတော့အမှန်ပဲကွာတစ်ပင်ကဘာများထူးဆန်းစရာရှိလို့လဲလင်းအောင်ရထူးဆန်းနေကွာအဲ့ဒီတစ်ပင်ကြီးကမိန်းကလေးတယောက်ပုံစံအတိုင်းကိုဖြစ်နေရငါတို့သုံးယောက်တွေ့တော့တစ်ပင်ကြီးကိုတွေ့ပြီးအံ့ဩသွားတာကွာဟမ်ဟုတ်လားတစ်ပင်ကမိန်းကလေးတယောက်ပုံစံအတိုင်းဖြစ်နေရဆိုတော့ငါတခါမှမကြားဘူးပါဘူးကွာ ေးအဲ့ဒါကြောင့်မင်းကိုလာပြောပြတာပေါ့ကွာအဲ့ဒီသစ်ပင်ကြီးကိုမြင်ကျင်တွေ့ကျင်နေဆိုရင်ငါတို့၃ရက်လောက်နေလို့ရှင်တော်တဲ့မဲပစ်သွားမလို့မင်းလိုက်ခဲ့ကျင်လိုက်ခဲ့လေကွာအာလိုက်မှာပေါ့ကွာအိမ်မားလည်းလေတွေလည်းအကုန်ထုံပြီးလို့ပဲတီတောင်ကျဲပြီးကုန်ပြီကွာငါလည်းခုတလောအားနေရနဲ့တော်တဲ့ဝင်ကောင်းမလားဆိုပြီးစဉ်းစားနေရမင်းလာပြောတော့မှအတော်ပဲဖြစ်သွားတယ်မင်းသွားတဲ့နေ့ကျလို့ရှင်ငါ့ကိုဝင်ခေါ်လေကွာနော်အေးအေးငါသွားတဲ့နေ့ကျလို့ရှင်မင်းဝင်ခေါ်လိုက်မယ်လေလင်းရောက်နေကျွန်တော်အောင်းအင်းတည်တဲ့အကြောင်းနဲ့ပကိုးရိုးမတွေကထူးဆန်းတဲ့သစ်ပင်ကြီးအကြောင်းရောဟိုအကြောင်းဒီအကြောင်းနေရောပေါ့ဗျာ နှစ်ယောက်သားစကားပြောရင်းနဲ့နေကင်းမိုက်လောက်ရောက်တော့မှလင်းအောင်ကပြန်သွားပါတယ်ဟဲ့နေကန်လင်းအောင်ကဗာကိစားနဲ့နစ်စီလာပြီးတော့ဒီလောက်အကြာကြီးတနေကုန်တနေကန်စကားကြီးပြောနေကြတယ်အမေကလည်းလင်းအောင်ပြန်သွားပြီးတော့မှပဲကျွန်တော်တို့နှစ်ယောက်စကားပြောနေတာကြာတာကြောင့်ဘာကြောင့်နေပြောနေရလဲဆိုပြီးတော့မေးလာပါတယ်ဒီလိုပါမေးရရွာတော်မင်းအောင်ကြီးကတောထဲမှာမဲပစ်သွားရင်တေးနေရအယိုးတွေပဲရှိတော့တဲ့ကြောင်းရဲ့အောင်ကြီးတေးတဲ့နာမင်းကလေးတယောက်ပုံစံတိုင်းဖြစ်နေတဲ့တစ်ပင်ကြောင်းလာပြောပြတာပါဟမ် ဟုတ်လားနေကန်အောင်းအင်းသေးပြီးတော့အရိုးတွေပဲရှိတော့တာဆိုတော့ဘလို့ဖြစ်တာလဲဟဲ့ပြီးတော့တောထဲမှာမိမ့်မပုံစံဖြစ်နေတဲ့တစ်ပင်ကြီးဆိုတာတကယ်ရောဟုတ်လို့လားနေခန့်ရဲ့အောင်းအင်းသေးတာကတော့အမဲပြင်းနေတဲ့တားကောင်ကြီးတကောင်နဲ့တိုးပြီးတော့တေသွားဖြစ်နိုင်ပါရဲ့အမေရဲ့ မိမပုံစံဖြစ်နေတဲ့ထူးဆန်းတဲ့တစ်ပင်ကြီးကတော့တားလိုက်တစ်ခါမှမမြင်ဘူးလို့လင်းအောင်ကနောက်၃ရက်လောက်နေတော့တဲ့မဲပစ်သွားရင်အဲ့ဒီတစ်ပင်ကြီးကိုကြည့်ချင်းလိုက်ခဲ့ဖို့တောက်လာပြောရလေဟာဟုတ်လားနေခန့်ရအဲ့ဒါဆိုရင်မင်းတို့တော့တဲ့သွားတဲ့နေကြရင်ငါလည်းမင်းပြောတဲ့တစ်ပင်ကြီးကိုလိုက်ကြည့်ချင်းနဲ့နေခန့်ရအကိုဖိုးကငါကျွန်တော်နဲ့အမေစကားပြောနေတာကိုကြားပြီးတော့မိမပုံစံဖြစ်နေတဲ့ထူးဆန်းတဲ့တစ်ပင်ကြီးကိုစိတ်ဝင်စားသွားပါတယ်သူပါလိုက်ကြည့်ချင်းတဲ့ကြောင့်လည်းပြောလာခဲ့ပါတယ် ဟုတ်ကဲ့ကိုဘုံကလိုက်ကြည့်ချင်တယ်ဆိုရင်လည်းကျွန်တော်တို့သွားနေကြရင်လိုက်ခဲ့လေဗျအတူတူသွားကြည့်ကြပါဗောကျွန်တော်ကလည်းညအောင်ရောက်တော့ထမင်းဝိုင်းမှာထမင်းစားနေနေလင်းအောင်ပြောသွားတဲ့အကြောင်းလေးပြန်စဉ်းစားနေမိပါသေးတယ်အမေချက်ထားတာကဝတ်သားအောင်ငရုတ်သီးဆက်ဆက်လေးနဲ့ချက်ထားတာပါငကြင်းကိုချင်မောင်ရွက်ကစွန်ရွက်မုံလာရွက်လေးနဲ့ရောပြီးတော့ငရုတ်သီးစိမ့်လေးနဲ့ချင်ခံဆက်ကလေးလည်းချက်ထားတာပါငပိတူးစရာလေးရာလည်းပါအမေလက်ရာတွေကလည်းကောင်းဆိုတော့စားကောင်းကောင်းနဲ့စားလိုက်တာဘိုက်လေးပြီးတော့ထမင်းဝိုင်းအောင်မထနိုင်တော့ပါထမင်းစားပြီးပြီဆိုတော့ဂရင်းလေးကလည်းချင်လာပါတယ် ။စလိတ်တောက်တက်တဲ့သူတွေအကျင့်တစ်ခုပါပဲ။ထမင်းစားပြီးပြီဆိုတော့ green လေးကလည်းချင်လာတယ်ဗျ။စလိတ်တောက်တက်တဲ့သူတွေရဲ့အကျင့်တစ်ခုပါပဲ။ထမင်းစားပြီးတော့ green အချင်ပြေလေးစေဘောလေးလေး၃လေးပွာလောက်ဖွာလိုက်တော့မှဘာပြောကောင်းမလဲဗျာ။အရန်ကိုအရသာရှိသွားတာပေါ့။ဒါကလည်းကျွန်တော်တို့စလိတ်တောက်တက်တဲ့သူတွေမှာဒီအရသာခံစားချက်ကိုသိမှာပါ။ကျွန်တော်ကလည်းကျယ်နီစေဘောလေးလေးကိုခဏထိုင်တောက်ရင်းနဲ့မျက်လုံးလေးကလေးလာခဲ့ပါတယ်။အဲ့ချင်လာတော့ဖျားစင်ရှိမှဦးငါးချင်လောက်ချပြီးတော့၅ဘာတီလာခံယူကအဲ့ရတဲ့ခေါင်းပေါ်ခေါင်းချလိုက်တာနဲ့တန်းပြီးတော့အိပ်ပြသွားပါတော့တယ်။ဘကူယူမတော်ကြီးတဲ့ကိုလူနေရောက်လက်မှာဒူးလေးတယောက်တက်လက် က်ကင်ထားပြီးတော့ကြောမှလည်းမြားဘူးကိုစီလွယ်ပြီးတော့တောတွင်ကိုတားကောင်ရှာရန်ဝင်ရောက်လာခဲ့ကြပါတယ်။အရိလူနှစ်ယောက်ကတော့ကြောက်စရစ်ရွာသားတွေဖြစ်တဲ့ပေသီးနဲ့တက်လူဆိုတဲ့မုတ်ဆိုးနှစ်ယောက်ပဲဖြစ်ပါတယ်။ဟဲ့အောင်တက်လူငါတို့မနဲ့တည်းကခုချိန်ဒီဘာတားကောင်မှလည်းမတွေ့ပါလားကွာ။ တားကောင်ရှာရင်ရှာရင်နဲ့တောနဲ့ထဲတောင်တဖြည်းဖြည်းရောက်လာပြီကွာအာပေသည့်ရာဇွဲမလျှော့စမ်းပါနဲ့ကွာငါတို့အချိန်ရှိပါသေးတယ်ကွာကဲလာထမင်းစားချင်တော့ကြုံနေငါတို့ထမင်းစားအိမ်မှာပဲဆက်ချာကြပါကွာပေသည့်မှာအခုချိန်ထိတားကောင်မတွေ့သေးတာကြောင့်စိတ်တက်ကြပြီးတော့တငယ်ချင်းဖြစ်သူတက်လူကတော့အာပေစကားပြောလိုက်ရင်နေကင်းစာထမင်းစားဖို့အရေးကောင်းမွန်တဲ့ကနဇိုးပင်ကြီးရောက်ကိုပါလာတဲ့ထမင်းတုပ်လေးကိုဖြီးလိုက်ပြီးတော့နှစ်ယောက်သားဗိုက်ရဲ့ဆာလောင်မှုတံကိုဖြည့်ဆည်းလိုက်ကြပါရယ်ထမင်းစားပြီးတဲ့အခါမှာဟဲ့ရောက်တက်လူ ိုနေ့ကရွာထဲကအောင်ကြီးတယောက်တော်တဲ့မဲပစ်ထွက်ရင်လည်းတော်တော်နဲ့ပြန်ရောက်မလာလို့လင်းအောင်တို့တော်တဲ့ဝင်လိုက်ရှာရင်အောင်ကြီးတည်နေတဲ့လောင်းမဲ့ပြန်တွေ့ရရတယ်ကွာအလောင်းတော်အသားမရှိတော့ဘူးဆိုပဲအယိုးပဲကျန်တော့တာလေပြီးတော့လင်းအောင်တို့ပြောပြတာအောင်ကြီးတည်နေတဲ့နားအသိပင်ကြီးကမိန်းမတယောက်ပုံစံအတိုင်းဖြစ်နေပြီးတော့တော်တော်လေးကိုထူးဆန်းတယ်လို့ပြောတယ်ကွာဒါကတော့ပေသီးကငါတို့မုတ်ဆိုးတွေဆိုတာတော်တဲ့မဲပစ်ထွက်လို့ရှိရင်တတိအမြဲတမ်းထားနေရတာပဲကွာ တတိတစ်ချက်လွတ်သွားတာနဲ့မုတ်ဆိုးကတားကောင်ပြတ်ဖြစ်သွားတဲ့တာမင်းလည်းသိရတာနဲ့ကွာအောင်ကြီးကလည်းအဲ့လိုဖြစ်သွားပြီးတော့တားကောင်ကြီးတကောင်ကောင်ကသူ့ကိုစားလိုက်တာနေမှာပါကွာမိမပုံစံဖြစ်နေတဲ့တစ်ပင်ကြီးဆိုတာကတော့လင်းအောင်လုံးတက်တက်ပြောတာနေမှာပါကွာ ငါတို့လည်းဒီရိုးမာတော့တဲ့အမဲပစ်လာကြာပြီပဲဘဏ္ဍာခါများမိမပုံနဲ့တူတဲ့တစ်ပင်တွေ့ဘူးလို့လဲကွာအဲ့ဒါတော့ဟုတ်တယ်ကွာကဲထားပါလေငါတို့လည်းအချိန်ရုံလေးတားကောင်လေးပါလေဆက်ရှာကြရအောင်ကွာတက်တူးနဲ့ပေဒီကအခုချိန်ဒီဘာတရိစံတကောင်မှမတွေ့ရသေးတာကြောင့်တောနဲ့ထဲကိုတားကောင်တွေ့လို့ဆိုတော့ねရှာရင်ရှာရင်ねတောကနတ်မမသိနတ်လာခဲ့ပါတယ်တနေရာကိုရောက်တဲ့အခါမှာတော့ဟာရောင်တက်လူဟိုဟိုမှကြည့်လိုက်စမ်းရောင်လင်းအောင်တို့ပြောတဲ့မိမတယောက်ရဲ့ပုံစံဖြစ်နေတဲ့တစ်ပင်ယူပါလားကွာငါတော့လင်းအောင်တို့ရွာလူတွေစိတ်ဝင်စားအောင်တက်တက်မဲ့ပြောတယ်လို့ထင်ထားတာကွာ အခုတော့တကယ်ပါပဲလားကွာသူတို့ရဲ့ရှေ့မှာမြင်တွေ့လျက်တဲ့တစ်ပင်ကတကယ်ကိုမိမ့်မလားလေးတယောက်ပုံစံတိုင်းမျက်နှာကိုလုံးကိုပါဘာမှပြောစရာမလိုအကုန်လုံးကတူနေပြီးတော့တော်တော်လေးကိုထူးဆန်းမွေရာဖြစ်နေပါတယ်တက်လူနဲ့ပေသေးရလဲတစ်ပင်ကြီးနာကိုအနီးကတေချာလဲပတ်ကြည့်နေစင်ပါပဲအာအာနားလိုက်တာဟာတက်လူဒါဒါမိန်ကလေးတယောက်ညီးတယ်ပဲကွာငါတို့တော၆ဝင်နဲ့တူတယ်ကွာပေသေးရလဲတောနဲ့ကြီးတွေကမိန်ကလေးတယောက်တည်းညီးညူတန်ကြရတာကြောင့်သူတို့တော၆နေရလို့ထင်နေပါတယ်ဟာ အာအာဟာဘီဒီဒီအတန်းတော့၆တာနဲ့မတူဘူးကွာဒီနီနာတဝိုက်မှာမင်းကလေးတယောက်ကဒဏ်ရာတစ်ခုခုရပြီလို့နာလို့ညီးတွားနေတဲ့အတန်းပဲကွာလာပါကွာငါတို့နှစ်ယောက်တောင်ရှိရပဲဘာကြောက်စရာရှိလို့လဲအတန်းကြားတဲ့နေရာကိုတွားရှာရအောင်ကွာပေသီးနဲ့တက်လူကအတန်းကြားရာကိုတဖြည်းဖြည်းချင်းတိုးကပ်လာပြီးတော့ကြည့်လိုက်တော့ဟမ်မင်းကလေးတယောက်ပါလားကွာဟာယောယောခြေထောက်မှာလည်းငုတ်ဆူးထားတဲ့ဒဏ်ရာကြီးနဲ့ကွာတွေးရလည်းအများကြီးထွက်နေတယ်ကွာတွေးထွက်လုံပြီးတော့ဒုက္ခရောက်တော့မှာပဲလာလာရောက်တက်လူ အဲ့ဒီမိန်းကလေးရဲ့ခြေထောက်ကငုတ်ကိုငါတို့ရဲ့အရင်နှုတ်ပေးလေးရအောင်ကွာပေသီးနဲ့တက်လို့တွေးလေးရတဲ့မိန်းကလေးကအစိမ်းအောင်ဝမ်းဆက်ကိုဝစ်စင်ထားပြီးတော့ခေါင်းမှာလည်းခမောက်အဝါအဝိုင်းလေးကိုစောင်းထားပါတယ်သူမရဲ့အသားရည်လေးနဲ့မျက်နှာလေးကဆွဲဆောင်မှုအပြည့်ရှိပြီးတော့ချောမွန်လပ်ပလာပါတယ်အဲ့ဒီမိန်းကလေးမှာအသက်20ဝန်းကျင်လောက်သာရှိပြီးတော့တရက်ပင်ကြီးအောင်မှာတင်းငုတ်ဆွေတစ်ခုပေါ်မှာခြေထောက်နဲ့တက်နေမိတာကြောင့်တင်းငုတ်ဆွေကအဲ့ဒီမိန်းကလေးရဲ့ခြေထောက်ကိုထိုးခွဲဖောက်ထွက်ဝင်ပြီးတော့ နာကျင်တဲ့တံကိုခန်းစားနေရတာကြောင့်အဲ့ဒီနားမှာပဲထိုင်ပြီးတော့ညဉ်ညူနေပါတယ်။ခြေထောက်ကိုထိုးခွဲပေါက်ထွက်လာတဲ့တင်းငုတ်ဆွေးကိုလည်းမနှုတ်ရဲပဲဖြစ်နေပါတယ်။အကူရူရဲ့ညမကိုကူညီပါအောင်နော်။ညမခြေထောက်အရင်ကနာနေလို့ပါ။အာ ဲ့ဒီမိမလာလေးရဲ့တနာစရာအတန်လေးနဲ့သူတို့ကိုအကူအညီတောင်းနေတာကြောင့်နာကျင်စွာခံစားငိုကြွေးညှဉ်းညူနေတဲ့တန်လေးနဲ့စိုက်ကြည့်နေတဲ့မြက်ဝန်းတစုံအောက်မှာပေသည်နဲ့တက်လူကရုံမထွက်နိုင်တော့ပါဘူး။အဲ့ဒီမိမလာပြိုလေးရဲ့တနာစရာအတန်လေးနဲ့သူတို့ကိုအကူအညီတောင်းပြီးတော့နာကျင်စွာခံစားငိုကြွေးညှဉ်းညူနေတဲ့တန်လေးနဲ့စိုက်ကြည့်နေတဲ့မြက်ဝန်းတစုံအောက်မှာတော့ပေသည်နဲ့တက်လူကရုံမထွက်နိုင်တော့ပါဘူး။ပေသည်နဲ့တက်လူကအဲ့ဒီမိန်းကလေးရဲ့ခြေထောက်ကိုထိုးခွဲဖောက်ဝင်နေတဲ့ငုတ်ကိုနှုတ်ပေးကြရန်ခြေထောက်ကိုကင်လိုက်ကြချိန်မှာတော့သူတို့တကူလုံးဓာတ်လိုက်တယ်လို့ခံစားလိုက်ကြရပြီးတော့ မိမ့်မပြိုလေးနားကနေမခွာကျင်ကြတော့ပါဘူးအဲဒီချိန်ကျမှအဲဒီမိမ့်မပြိုလေးရဲ့ရုပ်စင်းဟာချောမောလပမနေတော့ဘဲနဲ့မျက်နှာကြီးကအဖူးထစ်ကြီးတွေထွက်လာပြီးတော့မျက်လုံးကြီးတွေကလည်းအပြင်ကိုပြူးထွက်နေပြီးတော့ဗဇက်အကျယ်ကြီးတွေကနေအဆွဲအဖွေးသားကြီးတွေထွက်လာခဲ့ပါတယ်ဘယ်လိုလဲငါရုပ်စင်းကိုကြည့်ကြပါဦးချောမောလပတည်းရဲ့လားဟမ်နေတို့လူသားတွေငါဘလူးမမာယာဆက်ကွင်းတွေကယုံမထွက်နိုင်ကြတော့မဟုတ်လား ဟမ်သေပြီတော့မိမလာမျိုးလေးကကြောက်စရာအလွန်ကောင်းတဲ့ဘလူးမတစ်ယောက်ဖြစ်နေတာကိုတော့တက်လူသေးကန်ဒီအချိန်မှာသိလိုက်ရပါပြီအခုအချိန်မှာတော့ဘာမှမတက်နိုင်တော့ပါဘူးဘလူးမကရေမောနေနေနဲ့သူ့လက်သေးကြီးတွေနဲ့တက်လူရဲ့ရင်မတ်ကိုထိုးခွဲလိုက်ပြီးတော့ဗိုက်သေးကဥရီသေးတွေကိုနိုင်ယူပြီးတော့အဆွဲဖိုးဖိုးကြီးတွေနဲ့ဗဇက်အကျယ်ကြီးတွေကိုအာရပါရသွေးတန်ရဲရဲတွေနဲ့ထိုးထည့်ဝါးစားနေပါတယ် ပေဒီမှာတငယ်ချင်းပြည်သူတက်လူကိုသူ့ရဲ့အရှိမာတဲ့ဘလူးမကတက်ပြက်ကြိုက်စားနေတာကိုဘာမှပြန်မလုပ်နိုင်ပဲတကူလုံးလုံးလို့မရတော့ပဲနဲ့ဗဇက်ကလည်းအော်ဟစ်အကူကြီးတောင်းနေပေမဲ့အတန်ကထွက်မလာပဲနဲ့ဒီတိုင်းကြည်နေရပါတယ်ဘလူးမကတက်လူရဲ့ပိုက်ထဲကဦးရီအသေးနှလုံးတွေကုံသွားတာနဲ့တက်လူတကူလုံးမှရှိတဲ့အသားတွေကိုပါအာရပါရကြိုက်စားနေပြန်ပါတယ်တခဏအတွင်းမှာပဲတက်လူကအယိုးပဲကြံမာတော့တယ်တက်လူအသားတွေကုံသွားတာနဲ့ဘလူးမကပေဒီဘက်ကိုလှည့်လာပြီးတော့ပေဒီရဲ့ရင်ဘက်ကိုလက်သေးကြီးတွေနဲ့ထိုးခွဲလိုက်ပြန်ပါတယ်ဦးရီအသေးနှလုံးတွေကိုဆွဲယူဖြုတ်ပြီးတော့စားပြန်ပါတယ်ပေဒီမှလည်း ည်းအရှင်လက်လက်ရင်ကိုခွဲဥရေသဲတွေနှလုံးတွေကိုဖြုတ်ယူလိုက်တဲ့နာကျင်မှုဒဏ်ကိုအလူးလဲခံစားရင်းနဲ့အသက်ပြောက်သွားခဲ့ပါတယ်။အမှန်တကယ်မှာတော့ဘလူးမဟာယူမဒေါနက်ကြီးတွေမှာနှစ်ပေါင်းများစွာသူ့ဝန်းစာအတွက်တရိတ်ဆန်တွေကိုသူ့ပိုင်နဲ့ဝင်လာမှာပဲတက်ပြတ်စားတောက်နေတာဖြစ်ပါတယ်။ယူမဒေါတဲ့အမဲပြစ်ထွက်လာကြတဲ့မုတ်ဆိုးတွေပြင်မှုနှုတ်မြစ်ချိုးဆေးဥစင်းမြစ်တူးဖို့နှုတ်ယူနေသူကိုသူ့ပိုင်နဲ့ဝင်လာအောင်ထူးဆန်းတဲ့မိမ့်လာပုံစံတစ်ပင်ကြီးတစ်ပင်ဖန်ဆင်းထားပြီးတော့လူစီဘလူးစီရာသူ့ပိုင်နဲ့မှာထူးဆန်းတဲ့မိမ့်လာတစ်ပင်ကြီးကိုတွေ့မြင်ပြီးတော့လာရောက်ကြည့်ရှုကြသူတွေကို ဘလူးမကမာယာနဲ့ညွတ်ယူဖန်းစားကတက်ပြတ်စားတော့နေခြင်းဖြစ်ပါတယ်ဟေးနေခဲ့ရင်အစင်းသိမ်းဖြစ်ပြီလားကွာငါတို့သွားကြရအောင်လေကွာဟေးဖြစ်နေပြီကွာလင်းအောင်ရလာပြီလာပြီအောင်ခဏလေးဆောင်ချောင်းဝါကနေလင်းအောင်ရဲ့အတန်ကိုကြားလိုက်ရတာနဲ့ကျွန်တော်နဲ့အကိုဖိုးဟန်ကလည်းအစင်းသိမ်းလှုပ်ထားတဲ့ဒူးလေးများဘူးကိုလက်မတံမြောင်တချောင်းထမင်းထုပ်တွေကိုယူပြီးတော့ရိုးမဒေါ်ကြီးစီကိုထွက်လာခဲ့ကြပါရယ်ဟာလင်းအောင်ကျင်တန်းနဲ့စိန်ထုပ်လည်းပါလာတာပဲကွာများလာ ਈ လားကွာလူတွေကအေးများဆိုရင်မနေ့ကရွာမြောက်ပိုင်းကတက်လူနဲ့ပေသည်တော်တဲ့အမဲပြုတ်ဝင်သွားတာကွာ အဲ့သူတို့လည်းပြန်ရောက်မလာကြလို့ရွာလူကြီးဥွှေမောင်ငါတို့တော့တဲဝင်လို့ရှင်သူတို့လိုက်ရှာကြည့်ပေးပါဆိုပြီးတော့ခုလိုလူတွေအများကြီးထည့်လိုက်ရပဲနေခန့်ဟာဟုတ်လားကွာပေသီးနဲ့တက်လူကထပ်ပြောက်ပြန်ပြီလားအေးကွာနေခန့်ဘာဖြစ်တယ်တော့မသိပါဘူးကွာဒီရဲ့ဘိုင်းတော့တဲဝင်သွားတဲ့လူတွေပျောက်ပျောက်နေတာကွာ ျွန်တော်တို့လူစုကလည်းဘကိုးရိုးမတော်ကြီးတွေကိုဝင်ရောက်လာတာနဲ့ရိုးမတော်ကြီးတွင်ကျင်းငဲ့တန်လေးတွေနဲ့တော်ရင်ပန်းမွန့်လေးတွေဟာတာယာလပါလွန်လို့စိတ်ကိုကြည်နုပျော်ရွှင်လန်းဆန်းစေပါတယ်ရိုးမတော်ကြီးတွေကိုဝင်ရောက်လာတာနဲ့တားကောင်မရှာတော့ဘဲနဲ့လင်းအောင်ကထူးဆန်းတဲ့မိမပုံစံတစ်ပင်ကြီးကိုတန်းသွားပါတယ်ကျွန်တော်တို့လူစု9ယောက်ဟာတစ်ပင်ကြီးနဲ့မလန်းမကန်းကိုရောက်တာနဲ့ဟော်ဟူမဟူမ ငါတို့တွေ့ခဲ့တဲ့တပင်ကြီးပဲနေခန့်ရဟာဟုတ်တာပေါ့ဗျာတပင်ကြီးကတကယ်မိန်မလားတယောက်ရဲ့ပုံစံတိုင်းဖြစ်နေတာပဲဗျာအကိုဖိုးကလည်းကျွန်တော်လည်းအဲ့ဒီမိန်မလားပုံစံတပင်ကြီးကိုကြည့်ပြီးတော့အံ့ဩနေကြပါတယ်ကျွန်တော်တို့တပင်ကြီးနာကိုအနီးကသေချာကြည့်ရင်သွားမယ်လို့မှတော့အာအာဟာနေခန့်ဒါမိန်ကလေးတယောက်ဒဏ်ရာတစ်ခုခုရနေလို့ညီးတွားနေတဲ့အတန်ပဲကွာငါတို့သေချာသွားကြည့်ရအောင်ကွာဘာဖြစ်နေရလဲမသိဘူး အေးတွားကြည့်ကြပါကွာအခက်ခဲဖြစ်နေလို့ရှိရင်လည်းကုညီပေးလို့ရပါဘို့ကျွန်တော်တို့ကလည်းအတန်ကြာရနေရာစီကိုတွားမယ်လို့လူတယောက်ကိုတွေးလိုက်ရပါတယ်ဟာရောင်လင်းအောင်ဟိုမှာဟိုမှာငါတို့ရွာမဟုတ်ဆိုးငမိုးမလား तू လည်းအမဲလာပြင်းနဲ့ဒီနားကိုရောက်လာတာဖြစ်မယ်ကွာအေးဟုတ်တယ်ကွာနေခန်းကျွန်တော်တို့ကလည်းငမိုးရဲ့အနာကိုရှောက်လာကြရင်လည်းအာအာနားလိုက်တာကိုရဲညမကိုကုညီပေးပါအောင်နော်ညမချစ်တော့ငုံဆူးနေလို့ငုံလေးကိုနှုတ်ဝေးပါအောင်ကိုရဲအာနားလိုက်တာအာ ညီမချစ်တော်လေးတော့သွားပါပြီအကိုရဲ့ဆွဲဆောင်မှုကကောင်းပြီးတော့တနာစရာငိုနေတဲ့မိန်းကလေးတယောက်အတန်ကိုကြားလိုက်ရတယ်ကျွန်တော်တို့လူစုတောင်အဲ့ဒီမိန်းကလေးအတန်လေးကိုဆွဲလမ်းမိသွားကြပါတယ်အတန်ကြားရကိုကြည့်လိုက်တော့တောင်တေးရဲ့ပင်ကြီးအောင်မှာအစိမ်းရောင်ဝမ်းဆက်လေးဝတ်ဆင်ထားပြီးတော့ခေါင်းမှာလည်းဝါခမောက်ကလေးကိုစောင်းထားတဲ့အရန်ချောမောလပလာတဲ့ မိမ့်မပြိုလေးတယောက်ကိုတွေ့လိုက်ရပါတယ်။အဲဒီမိမ့်မပြိုလေးနားမှာငမိုးကထိုင်ရင်းနဲ့မိမ့်မပြိုလေးခြေထောက်မှာစူးနစ်နေတဲ့တင့်ငုတ်ကိုနှုတ်ပြီးရခြေထောက်လေးကိုကင်ထားရင်းနဲ့ကြောက်ရွံ့တရုပ်လိုမျိုးမလုံးမခတ်ဖြစ်နေပါတယ်။ဟာလင်းအောင်ဒါသွေးယိုးသားယိုးတော့မဖြစ်နိုင်ဘူးကွာ။ငါတို့ဒီရက်သေးချာစောင့်ကြည့်ရအောင်ကွာဘာဖြစ်မလဲလို့။ကျွန်တော်တို့လူစုစောင့်ကြည့်နေတော့မှပဲအဲဒီမိမ့်မလလေးကချောမောလာပတဲ့အသွင်ပျောက်သွားပြီးတော့ကြောက်စရာရမ်းကောင်းလာတဲ့ပုံစံကြီးဖြစ်သွားပါတယ်။ပြီးတော့ရေမောပြီးတော့ငမိုးရဲ့ရင်ဘက်ကိုလက်သေးရှိကြီးတွေနဲ့ထိုးခွဲချလိုက်ပြီးတော့ဥရေသေးတွေကိုသွေးတန်ရဲရဲနဲ့ဖြုတ်ယူစားတောက်နေပါတယ်။ ဘလို့လဲငါဘလူးမမာယာစက်ကွင်းအောင်မှာငါပိုင်နဲ့ထဲမှာနင်တို့လူသားတွေတက်စင်းရပြီမဟုတ်လားဟမ်ငမိုးဟာနာကျင်စွာခံစားရနေအသက်ပြောက်သွားခဲ့ပါတယ်ဟာရောက်နေခန့်ငါတို့ပြေးမရတော့မယ်ကွာဒါဒါဒါဘလူးမပိုင်နဲ့ကွာ ငါတို့ပါငမိုးလူဒုက္ခရောက်ကုန်မယ်။ဘာပြောကောင်းမလဲဗျာ။ဒီလောက်ကြောက်စရာကောင်းတဲ့ပုံစံကြီးနဲ့လူကိုလည်းအရှင်လက်လက်ရင်ခွဲဥရီအသေးတွေကိုအစိမ့်လိုက်ကြီးဖြုတ်ပြီးတော့တွေးတဲ့ရဲရဲနဲ့ကိုကြိုက်စားနေတဲ့ဘလူးမာကြီးကိုကြည့်ပြီးတော့ရွာရောက်တဲ့အထိတန်းနေအောင်ပြေးလာခဲ့ကြပါတယ်။ကျွန်တော်ကတော့ထိတ်ဆုံးကနေပြေးလာတာပါ။အနောက်ဘက်မှာတော့ဘလူးမာရဲ့ရေမောတန်ကြီးတွေကကြဲလောင်စွာနဲ့ကြံနေခဲ့ပါတော့တယ်။ရွာကိုရောက်တော့အမောတွေတောင်ဆုတ်ပါတယ်။တော်သေးတာပေါ့ဗျာ။ယိုးမာတော်နဲ့ကျွန်တော်တို့ရွာ၃မိုင်လောက်ပဲဝေးလို့ပါ။ရွာကိုရောက်တော့ကျွန်တော်တို့လူစုလည်းယိုးမာတော်ထဲမှာဖြစ်ပျက်ခဲ့တာတွေကိုရွာလူတွေကိုပြောပြပြီးတော့နောက်ဆိုလို့ရှိရင်ယိုးမာတော်တွေကမိမလာပုံစံဖန် ဆင်းထားတဲ့ထူးဆန်းတဲ့တစ်ပင်ကြီးနာဘလူးမပိုင်နေဖြစ်တာကြောင့်ဘသူမှမသွားကြဘူးပြောရတယ်ဗျမိမလပုံစံတစ်ပင်ကြီးနဲ့မာယာများတဲ့ဘလူးမအကြောင်းတော့ကျွန်တော်တသက်တော့မေ့လို့မရနိုင်အောင်ဖြစ်ခဲ့ရပါတယ်ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဗျဇလန်လေးကိုစွန်းနေတိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမျိုးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မူရင်းရေးသားသူကိုလည်းကာရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်